လာတဲ့မြမအရင်နိုင်ငံတကာဖိအားတွေကိုဖြေလျှော့ဖို့ကြံရွယ်လှုံ့ဆော်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ Trump and Drew ကအာဆီယံကိုတောင်းဆိုလိုက်တယ်။ Trump and Drew ကတောင်းဆိုတဲ့ဆိုပေမဲ့အမိန်တန်လေးတော့ပါနေတာအမှန်ပါပဲ။ဒီနေရာမှာ Trump and Drew ဆိုတာဘယ်သူလဲလို့ပြောပြဖို့လိုမယ်မထင်ပါဘူး။တော်လန်ရေးကိုစိတ်ဝင်စားတဲ့တော်လန်ရေးပြည်သူမှန်တယ်မြတ် Trump and Drew ကိုတည်ကြပါရစေ။ 48ချိန်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲဟာမြမအရေးနဲ့ပတ်သက်ပြီးထိပ်ကိုအရေးတကြီးဆုံးဖြတ်ဖို့တာဝန်ရှိနေတယ်လို့အကြက်ရိုက်နေတယ်လို့အန်ဒရူးကဆိုပါတယ်။လွန်ခဲ့တဲ့လနှစ်ကျော်တုန်းကအာဆီယံအဖွဲ့ကိုမြမအာနာသိန်းခေါင်းဆောင်ကနားလှပရိုက်လှုပ်သွားခဲ့တာကိုမှတ်မိကြပါပါ။သဘောတူညီပါတယ်ဆိုပြီးလက်မှတ်ရေးထိုးခဲ့တဲ့အချက်၅ချက်ကိုဒီနေ့အထိတကူမှအကောင့်ထဲမပေါ်သေးပါဘူး။လူလူကောင်းဆောင်တော်အောင်ဆန်းစုကျင်တဲ့နိုင်ငံရေးအကျဉ်းသားတွေကိုဒီနေ့အထိလွတ်လပ်ခွင့်မပေးသေးပါဘူး။ တောင်ကနလောက်ရှိတဲ့နိုင်ငံရေးသမားတွေဟာအချင်းတောင်တွေထဲမှာရှိနေသေးပါပြည်သူတွေဟာလွတ်လပ်စွာ ပြောဆိုခွင့်မရသေးပါဘူးတရင်လွတ်လပ်ခွင့်တွေပိတ်ဖင်ထားသေးပါအကောင်ဆုံးဖြစ်စေနိုင်တဲ့သဘောတူညီချက်၅ချက်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့စေတနာပေါင်းစန္ဒပေါင်းမြန်မာနိုင်ငံကိုငြိမ်းချမ်းစေခြင်းနဲ့စန္ဒနဲ့အကောင့်တွေဖော်စီခြင်းနဲ့ကမ္ဘာနိုင်ငံအသီးသီးရဲ့စန္ဒကိုအာဆီယံကနေတဆင့်လမ်းပြပေးခဲ့ပေမယ့်မြန်မာအာဏာသိမ်းစစ်တပ်ဟာဒီအချက်၅ချက်ကိုဒီနေ့အထိမတိမဲ့မြင်ပြုနေတဲ့အတွက် အာနာတိန်စစ်တပ်ကပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့ခွင့်ပြုအသိအမှတ်ပြုသင့်ပါသလားဆိုတာကိုစဉ်းစားစိတ်ကျင်ပါတယ်။အာဆီယံအနေနဲ့မြန်မာအာနာတိန်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုအသိအမှတ်ပြုလိုက်မယ်ဆိုရင်မြန်မာပြည်သူတွေဟာအကာအကွယ်မဲ့သွားနိုင်ပြီးတိုင်းပြည်ဟာကျောင်းနှက်ထဲကိုကျသွားနိုင်ပါတယ်။အာဆီယံအဖွဲ့ဟာမြန်မာအာနာတိန်စစ်တပ်ကကျင်းပပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူစေလွတ်တာတွေမပြုလုပ်ဖို့လိုပါတယ်။ ဒီရွေးကောက်ပွဲဟာအတူရောက်ပါအာနာသိန်းစစ်တပ်ကိုတရားဝင်အတိမတ်ပြုတဲ့ဘလို့ကိစ္စမဆိုမပြုလို့ဖို့လိုပါတယ်နိုင်ငံရေးကောင်းဆောင်တွေကိုဖမ်းဆီးထားပြီးစစ်ကြောရေးစခန်းတွေမှာညှဉ်းပန်းနှိပ်စက်ခံရတဲ့အချိန်မှာရှင်းပမဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိပါဘူးယုံကြည်လက်ခံနိုင်စရာရွေးကောက်ပွဲဖြစ်မလာနိုင်ပါဘူးအာနာသိန်းစစ်တပ်ကကျူးလွန်ထားတဲ့ယာဇဝတ်မှုနဲ့စစ်ယာဇဝတ်မှုတွေကိုအရင်ဦးဆုံးတာဝန်ခံခံရမှာပါတရားဝင်ပတ်သက်နေသူတွေနဲ့နိုင်ငံရေးဆွေးနွေးရမှာပါအကျဉ်းချခံထားရတဲ့သူတွေနဲ့တိုင်းသားအလုံးပါဝင်ရမှာပါ ူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးတွေတိုးတက်လာအောင်ပြသပြီးမှသာရွေးကောက်ပွဲကိစ္စပြောရမှာပါ။အာဆီယံအနေနဲ့ထိပ်သီးအစည်းအဝေးမှာတောင်းဆိုချက်တွေလိုက်ရောမထားတဲ့မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကိုအတိမတ်ပြုမဆက်ဆံဖို့လေးနက်စွာတာမြင့်ပိတ်ပင်ပါရယ်မြန်မာပြည်သူတွေဟာသူတို့ယုံကြည်ချက်အတွက်လေးနက်စွာရဲစွမ်းတက်တီပြနေကြပါရယ်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအတိမတ်ပြုဖို့အတွက်အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့အထူးရောင်ရွှေကောက်ပွဲကိုအတိမတ်မပြုဖို့တတိထားကြရပါလိမ့်မယ်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအတိမတ်ပြုတယ်ဆိုရင် မြန်မာအာဏာသိမ်းစစ်တပ်ကိုတရားဝင်အသိအမှတ်မပြုထားတဲ့အာဆီယံအဖွဲ့ကြီးအနေနဲ့မြန်မာနဲ့ပတ်သက်တဲ့ခြေလှမ်းတွေကိုသတိကြီးကြီးထားပြီးရှောက်လန်းဖို့လိုပါတယ်လို့မြန်မာအရေးအထူးကိုယ်စားလှယ်ထွန်းအန်ထရူးကအမိန့်ဆန်ဆန်သတိပေးလိုက်ပါတယ်။ဆိုတော့တနက်တွေပြစ်ဘုံတွေကျပြီးစစ်ခိုးစစ်မီးတွေတောက်လာနေပြီမယ်။နိုင်ငံတကာအတိုင်းအဝိုင်းရဲ့ဒီပလိုမေစီနီလန်းကလည်းတလန်းချင်းရှောက်လာနေစေပါ။ချင်းဤပောက်တာမကြားရနိုင်ပေမဲ့စင်ဤပောက်တာကိုပြပီတတကြဲကြဲလာလောင်ကြားရသလိုပါပဲ မြမအရေးအတွက်အရေးမပါသူတွေရဲ့ပြောဆက်ကကမတိတာလာပြီမယ်အရေးပါသူတွေရဲ့စကားတန်ကတိတ်ကိုထိရောက်တယ်ဆိုတာမြဝတီနေကကြားဖြန့်ကိစ္စကိုကြည့်မယ်ဆိုရင်သိကြမှာပါအမေရိကန်ကကမ္ဘာကြီးကိုဒုက္ခပေးနေတဲ့ online လိမ်လည်မှုနဲ့မူရစေဝါကိစ္စဟာထိုင်းမြန်မာနယ်စပ်မြဝတီနေတဲ့ကနေထိန်းချုပ်နေတယ်လို့ကမ္ဘာသည့်ကြေညာပြီးတဲ့နောက်မှာထိပ်သီးကောင်းဆောင်တွေရဲ့မိခင်နိုင်ငံတရုတ်ကတောင်ခေါင်းဆောင်ခြင်းနဲ့အရေးအကြောင်းတွေပြသလာပါတယ်ကရင်ပြည်နယ်တွေကကြားဖြန့်ဒေသတွေမှာလည်းခွေယုံသုံးကားဖြစ်ကုန်ကြပါတယ် မြန်မာစစ်တပ်ကတော့ကွဲလှန့်တယ်လို့ယုံခါလိုက်တဲ့သဘောပါတကယ်လို့ရမှာကကြားဖြတ်မှာပါဝင်ပတ်သက်နေတဲ့တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးပြီးငါတို့နိုင်ငံသားတွေမဟုတ်ဘူးလို့ခေါင်းဆောင်ရမှာပါဒုပေမဲ့မကြခင်မှာကျင်းပခြင်းနေတဲ့ရွှေကောက်ပွဲကိုတရုတ်ကအတိကထောက်ခံအားပေးနေတဲ့အတွက်မလုံရဲခဲ့ပါဘူးဒီလိုမလုံရဲတဲ့အတွက်ကြားဖြတ်ကိစ္စအတွက်လည်းမြန်မာစစ်တပ်ကပဲခေါင်းခံရမှာပါဆလဘီအာဆီယံအလေးကျဥက္ကဋ္ဌသုံးနိုင်ငံကမြမအရေးသုံးပွင့်ဆိုင်ဆွေးနွေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ကွာလာလမ်ပူမြို့တော်မှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့အတူအာဆီယံအလဲကျဥက္ကဋ္ဌ၃နိုင်ငံပါဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာ၃ခွင့်ဆိုင်ဆွေးနွေးပွဲကိုတောက်ကြနေမှာပြုလုပ်မယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကပြောပါရယ်။ယနေ့အောက်တိုဘာ24ရက်နေ့လယ်ပိုင်းမှာကျင်းပမဲ့အဆိုပါအစည်းအဝေးမှာမြန်မာနိုင်ငံတွင်းနောက်ဆုံးအခြေအနေတွေမြန်မာနိုင်ငံရဲ့အကျက်အသေးအတွက်အာဆီယံအဖွဲ့ရဲ့ငြိမ်းချမ်းသောအားလုံးပါဝင်သောအဖြစ်ရှာရေးချိုးပန်းမှုတွေကိုဆွေးနွေးမယ်လို့သိရပါရယ်။ မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေကိုအာဆီယံနိုင်ငံကြားရေးဖွင့်ကြီးတွေကိုကျွန်တော်ရှင်းပြပါမယ်လို့ဝင်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့အတူအာဆီယံထိပ်သီးဆွေးနွေးပွဲဆိုင်ရာမီဒီယာရှင်းလင်းပွဲမှာမိုဟာမက်ဟာဆန်ကပြောပါတယ်။ယခုနှစ်အာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံဟာဖေဖော်ဝါရီလနဲ့မေလအတွင်းမြန်မာတပ်ဆိုင်သူတွေနဲ့နှစ်ချိန်ထိတွေ့ဆက်ဆံခဲ့တယ်လို့၎င်းကဆိုပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ဆွေးနွေးမှုတွေမှာအပြည့်ခတ်ရဲစဲရေးဘေးတင့်ပြည်သူတွေထံလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ပြုရေးတို့ပါဝင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။ ဒုတိယအကြိမ်တွေ့ဆုံမှုဟာတော်လိုင်းရေးအင်အားစုတွေနဲ့ပထမဆုံးအကြိမ်ဓာတ်ရိုက်ဆက်သွယ်မှုဖြစ်လို့သမိုင်းမှတ်တိုင်တစ်ခုလို့သူကဆိုပါတယ်။မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲမှာကိုစလေလောင်9000ကျော်နဲ့အဆင့်30ဖြစ်လောက်သွားမယ်လို့မိုဟာမက်ဟာဆန်ကရှင်းပြပါတယ်။အာဆီယံအဖွဲ့ဝင်တွေနဲ့မလေးရှားရွေးကောက်ပွဲကော်မရှင်ထံမြန်မာရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ဖိတ်ကြားထားပေမယ့်အရင်ဆုံးအာဆီယံအဖွဲ့တွင်စုပေါင်းဆုံးဖြတ်ပါမယ်လို့သူကပြောပါတယ်။ဆလပီမိတို့များတက်ခွင့်ရပေမည်နီး စေအုပ်စုအားထောက်ခံအားပေးနေသောပြည်တွင်းသတင်းမီဒီယာများဖြစ်သည့်11ရန်ကုန်မီဒီယာ group အစရှိသည်တို့နှင့် Telegram channel များမှ၎င်းတို့၏ခေါင်းဆောင်ကြီးယခုတစ်ချိန်တော့အောက်တိုဘာ26တွင်ကွာလန်လမ်ပူတွင်ကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ခွင့်ရလိမ့်ပြီးဆိုကာသတင်းအမှားများကိုရည်ရွယ်ချက်ရှိရှိဖြန့်ချီခဲ့ကြတာပါရှခင်ကလည်းမလေးရှားနိုင်ငံသားယူခွင့်ကြီးလာခဲ့တဲ့ခီးစင်ကိုခုတုံးလုပ်ပြီးမလေးရှားမှလေးလာရေးအဖွဲ့စေလွတ်မီဟုစေအုပ်စုမီဒီယာများကလိမ်ညာထုတ်ပြန်ခဲ့ပြီးအတော်ရှင်းယူလိုက်ရပါတယ် ထိုသတင်းသည်မလေးရှားထုံ New Straight Time သတင်းတွင်ညှက်ပါလာသောစာတကြောင်းကိုကိုးကားပြီးမဟုတ်မှန်းသိသည့်နှင့်အလူအယက်ဖြန့်ချီလာကြခြင်းဖြစ်ပြီးနောက်ပိုင်းတွင်အဆိုပါစာကြောင်းပါအပိုက်ကိုပြန်ဖြုတ်သွားသည်ဟုသတင်းဌာနကဖော်ပြချပါသည်။အစည်းအဝေးနှင့်နှိစက်သောမလေးရှားအရာရှိများကမင်းအောင်လိုင်ကိုဖိတ်မိမဟုတ်ဟုပြောခဲ့ပြီးပြီဟုဆိုပါသည်။သတင်းသမားအဖြစ်ခံယူထားပါကသတင်းတပုတ်ကိုမှန်ဤမမှန်ဤဟုသုံးသပ်နိုင်ပြီးအခြေခံဗဟုသုတတော့ရှိတင်သည်။ ယခုတော့သတင်းသမားအဖြစ်အယောင်ဆောင်ကစေယုစုအတွက်ဝါဒဖြန့်ချီရေးစစ်ပွဲတွင်ပျော့ပျော့ကြီးပါဝင်ကဖြီးသူအပေါ်တစ်ဆာဖောက်နေကြသူများသာဖြစ်သည်ကမ္ဘောဒီးယားနှင့်လာအိုကဲ့သို့နိုင်ငံများဥက္ကဋ္ဌဖြစ်ခဲ့စဉ်ကမင်းအောင်လှိုင်အားဖိတ်ခေါ်ဖို့စကားဥပင် မတန်းခဲ့ပါလျက်မလေးရှားကခေါ်ပါမည်လုံးထို့ပြင်ယခုထိပ်သီးအစည်းအဝေးအားယခင်ကထက်ကြဲကြဲပြန့်ပြန့်လှုပ်သွားဖို့ရှိနေ၍ဒေါ်နယ်ထရန့်အပါအဝင်တရုတ်အိန္ဒိယအီတလီကနေဒါတောင်ကိုရီးယားနယူးဇီလန်အော်စတြေးလျနှင့်ဂျပန်မှအမျိုးသမီးဝင်ကြီးချုပ်အသင်း ဘရာဇီးရုရှားတောင်အာဖရိကသမရံစုစုပေါင်းနိုင်ငံ၁၂နိုင်ငံမှထိတ်တန့်ကောင်းဆောင်များလာရောက်မြို့ပွဲတွင်စွန်းစံတဲ့ကြက်ချီအယောခံပြီးလောဒီကဲဆိုက၂၀၂၆သည်အာဆီယံဥက္ကဋ္ဌလုပ်ဖို့မြန်မာအလဲကြသည့်နှစ်လည်းဖြစ်သည်ယခုတော့ဥက္ကဋ္ဌလုပ်ဖို့နေနေတာသာအစည်းအဝေးနာသို့ပင်ကတ်ခွင့်မရသည့်အထိဖြစ်ခဲ့သည်လူရဝင်ကျင်သည့်ဆိုလျင်ကိုဘက်ကရှော့တန်ရှော့ပေးရသည့်တတ္တိမျိုးရှိဖို့လိုသည် ထို့သောတတ္တိမရှိဘဲနဲ့တော့လူရဝင်ကျင်၍မဖြစ် နောက်ထပ်ရရှိသောသတင်းအရစစ်အုပ်စု Starlink အလုံး30သိမ်းဆီးနိုင်ခဲ့သည်ဟုသတင်းထုတ်ပြန်ပြီးနောက် Elon Musk ၏ SpaceX မှာ online ငွေလိမ်ကိုင်းများသုံးနေသော Starlink အလုံး2500အားလိုင်းဖြတ်တောက်ပြစ်လိုက်ပြီးဟုထုတ်ဖော်ပြောဆိုခဲ့သည်။နောက်ဆုံးရရှိသောသတင်းအရ Communist Party မှလက်ရှိအမေရိကန်နှင့်အနောက်အုပ်စုမှ1945တွင်စတင်ခဲ့သောနိုင်ငံတကာအခင်းကျင်းကိုမောက်လန့်ပြည်ရန်၎င်းတို့ဦးဆောင်ပြီးနိုင်ငံတကာဖြန့်ဖြည့်ရေးအဖွဲ့ International Organization for Meditation IOMED ကိုဟောင်ကောင်တွင်စတင်ဖွဲ့စည်းသည့်အခမ်းအနားကိုပြုလုပ်ခဲ့သည်။ယခုအချိန်အထိပါဝင်ထားသည့်နိုင်ငံပေါင်း30ကျော်မှခူးစလဲ200ခန့်တက်ရောက်ခဲ့သည်ဟုတရုတ်ပြည် Global Times မှသတင်းထုတ်ပြန်ထားသည်။နောက်ထပ်နိုင်ငံများပါဝင်ကြောက်ကလေးစော်အော်ထားသည်။ရှင်းသည့်ကမ္ဘာနိုင်ငံရေးစက်ကုံတွင် Liberal Democracy စနစ်ပြည်ပုံကချတော်မီဟုအချက်ပေးတန်ကြောင်ခောက်လိုက်ခြင်းပင်ဖြစ်သည်။ဆေယုစုကတော့အောက်ဂုလ28ရက်ကလေးကပါဝင်ပြီဟုဆိုကလက်မှတ်ရေးထိုးထားပြီးဖြစ်သည် ပြည်သူတို့ဤခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။